နောက်တစ်ခုကမကွေးတိုင်းတက်ကအသက်50ရွယ်အမျိုးသမီးတယောက်ကိုမီးရှို့တက်ဖြတ်သွားတယ်နော်ဒါမလင်းမကွေးတိုင်းအသက်50ရွယ်အမျိုးသမီးတယောက်ကိုအရှက်လက်လက်မီးရှို့တက်ဖြတ်သွားတယ်ရွာနှစ်ရွာကိုမီးရှို့တာအင်ဂျီ400ကျော်ပြန်ကျသွားတယ်ကဲအင်ဂျီ400ကျော်ဆိုတာနည်းမလားဟမ်ရွာနှစ်ရွာကိုမီးရှို့တာအင်ဂျီ400ကျော်ပြန်ကျသွားတယ် နောက်တစ်ခုကစကိုင်းတိုင်းဝက်လက်မြို့နယ်เนาะပါတာမော်တာလို့ခေါ်တဲ့လေဟိုလေဒီနဲ့ပေါ့နော်ပါရာမော်တာလို့ခေါ်တဲ့လေဒီနဲ့ဘုံကျဲတာ6လသာအရွယ်ခလေးပါဝင် ပြည်သူ၄ယောက်တေဆုံးသွားတယ်ကဲ6လသာခလေးပါဝင်ပြည်သူ၄ယောက်တေဆုံးသွားတယ်ဒါစကိုင်းတိုင်းဝက်လက်မြို့နယ်စစ်ကင်ရွာမြောက်ဘက်ကိုနော် နောက်တစ်ခုကမန္တလေးတိုင်းတောင်သာမြို့နယ်တွေက ရွာတွေကိုစစ်တပ်ကလေဒီနဲ့ဘုံကျဲတာနွားလေးကောင်သိဆုံးသွားတယ်ဗျာနော်နွားလေးကောင်သိဆုံးသွားတယ်အညာဒေသမှာရှိတဲ့ပြည်သူတွေကဒီနွားနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုတ်ဟာတာအခုနွားလေးကောင်သိဆုံးသွားတယ်နောက်တစ်ခါပဲခိုးတိုင်းရေတားရှင်မြို့နယ်ကရွာဘက်စစ်တပ်ကမီးရှို့တာအိမ်ပေါင်း40ပြာကျသွားတယ် ဒီနေ့တရက်သေးပဲနဲတာမဟုတ်ဘူးเนาะနဲတာမဟုတ်နောက်တစ်ခုကကချင်ပြည်နယ်ဗမော်မြို့နယ်မှာရှိတဲ့ခရိယံဘာသာဝင်တွေကိုခရိယံဘာသာဝင်တွေအထွတ်မြတ်ထားတဲ့စိတ်ပတ်ထရစ်ဖျားရှိခိုးเจ้าကိုဘုံကျဲတယ်မီးရှို့တယ်နောက်သင်းအုပ်ဆရာရဲ့နေအိမ်ကိုလည်းဘုံကျဲတယ်မီးရှို့တယ်ပြီးတော့ ရုံးကန်းတဲ့စာတင်ချောင်းကိုလည်းဘုံကျဲတယ်မိရှို့သွားတယ်ဗျာเนาะအခုစစ်တပ်ကိုအာပေထောက်ခံတဲ့သူတွေကအာတဘုံနေကွာဘုံကျဲပလိုက်ကွာပြာဘုံဖြစ်အောင်ပဲမီးရှို့ပလိုက်ကွာ တယောက်မှမချန်ထားတယ်ကွာမြေကြံရပြီကွာဆိုပြောကြတယ်ပေါ့နော်အဲ့ဒီစစ်တဲ့ထောက်ခံတဲ့သူတွေကလေမျိုးတစ်မျိုးကိုသူတို့လက်လွတ်အဆုံးချုံပေးရပြီဆိုရင်အဲ့ဒါတပုံလို့တတ်မှတ်လိုက်တာပဲအခုရှမ်းမြောက်မှာရှိတဲ့မျိုးတွေကိုမြောက်ပိုင်းမှာမိတ်တွေကတိတ်နာတယ်အဲ့ဒါသူတို့ကအကုန်လုံးတပုံပဲ A ကရခိုင်ပြည်နယ်မှာ14မြို့နယ်ကိုတိုက်နှားတယ်။အဲ့ဒီ14မြို့နယ်ထဲမှာရှိတဲ့တိလာရှင်ပဲဖြစ်ဖြစ်ဘုံကြီးပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်အဲ့ဒါအကုန်တပုံပဲ။အကုန်ဘုံကျဲပဲ။အကုန်မီးရှို့ပဲ။မြေကြံရပြီ။ကဲစဉ်းစားကြည့်နော်။နေပြည်တော်မှာရှိတဲ့ပြည်သူတွေကိုဖဖို့တို့ PDF တွေကအကြောင်းမဲ့သွားတတ်ရင်ဖဖို့တို့ငြိမ်းနေမယ်ထင်သလား။နော်။ ဘဘတို့ကအာနာရှင်စနစ်ကိုပဲတော်လှန်ခိုင်းတာပြည်သူကိုတတ်ခိုင်းတာမဟုတ်ဘူးဒါကြောင့် PDF ကပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကိုင်ကပဲဖြစ်ဖြစ်အာနာရှင်စနစ်ကိုပဲတော်လှန်ရမယ်ပြည်သူကိုအကြမ်းဖက်ရမှာမဟုတ်ဘူးနောက်ဆုံးဖမ်းမိတဲ့စစ်တုပ်ပန်းတွေကိုတောင်မှ PDF ကပဲဖြစ်ဖြစ်တိုင်းရင်းသားလက်နက်ကိုင်ကပဲဖြစ်ဖြစ်ဘမအကြမ်းဖက်လို့လေရှမ်းမြောက်မှာကြည်လေ ဗိုလ်ချုပ်တွေကိုတော့ပြန်လှုပ်ပေးတယ်စစ်တပ်မိသားစုဝင်တွေကိုပြန်လှုပ်ပေးတယ်ရခိုင်ပြည်နယ်မှာဗိုလ်ချုပ်တွေကိုပြန်လှုပ်ပေးတယ်စစ်တပ်မိသားစစ်တုပ်ပန်းတွေကိုတော့မှဘုံလို့ PDF နဲ့တိုင်းသားလက်နက်ကနေဘလို့ဆက်ဆံတယ်လေနော်ရိုးရိုးပြည်သူကိုမဆိုထားနဲ့ဖမ်းမိထားတဲ့စစ်တုပ်ပန်းတွေကိုတော့မှဘုံလို့ PDF နဲ့တိုင်းသားလက်နက်ကနေဘလို့ဆက်ဆံတယ်ခဲ့တယ်လေအားလုံးမြင်တဲ့အတိုင်းပဲ ဖဖုံးတို့ကအာနာရှင်စနစ်ကိုပဲပြိုကျအောင် ဖြိုခိုင်းတာတိုက်ခိုင်းတာနော်စစ်တုပ်ပန်းကိုတောင်မှတက်ခိုင်းတာမဟုတ်ဘူးနိုင်ကျင်ခိုင်းတာမဟုတ်ဘူးနေပြည်တော်မှာရှိတဲ့ပြည်သူကို PDF ကလည်းအကြောင်းပဲတက်လို့မရဘူးတိုင်းရင်းသားလက်နက်ကန်ကလည်းအကြောင်းပဲတက်လို့မရဘူးနေပြည်တော်မှာရှိတဲ့ပြည်သူတွေဟာဒါမင်းအောင်လိုက်တဲ့တမျိုးတည်းပဲနော် အဲ့တော့မင်းအောင်လိုင်းနဲ့တမျိုးတည်းနေတဲ့နေပြည်တော်မှာရှိတဲ့ပြည်သူတွေကိုအကုန်ချကွာအကုန်ရှင်းကွာလို့ဖဖို့တို့မပြောဘူးမပြောဘူးဖဖို့တို့ကအာနာရှင်စနစ်ကိုပဲတော်လှန်ခိုင်းတာပြည်သူကိုတော်လှန်ခိုင်းတာမဟုတ်ဘူးပြည်သူကိုရှင်းခိုင်းတာမဟုတ်ဘူးပြည်သူကိုတတ်ခိုင်းဖြတ်ခိုင်းတာမဟုတ်ဘူးပြည်သူကိုနိုင်ကျင့်ခိုင်းတာမဟုတ်ဘူးပြည်သူကိုအကျက်ဖြတ်ခိုင်းတာမဟုတ်ဘူးဒါကြောင့်နေပြည်တော်မှာရှိတဲ့ပြည်သူတွေမင်းအောင်လိုင်းနဲ့တမျိုးတည်းနေလို့ဆိုရင်ဖဖို့တို့မမုန်းဘူး ြည်သူကပြည်သူပဲဗျာနော်ဖဖုံတို့ရင်ထဲနှလုံးသားထဲမှာဘယ်မျိုးဘယ်ရွာမှာပဲနေနေပြည်သူကပြည်သူပဲပြည်သူကလက်နက်မရှိဘူးအပြစ်မရှိဘူးအခုမင်းသမီးမင်းသားတွေအစိုးရတွေအမှုပညာသမားတွေစစ်တပ်ကိုအာဘေထောက်ခံလို့ဆိုပြီးဖဖုံတို့အပြစ်ပြောမနေဘူးဒေါသထွက်မနေဘူးစဲဆိုမနေဘူးကြိမ်းပေါင်းမနေဘူး ပြောင်းမနေဘူးလှောင်မနေဘူးပြည်သူကပြည်သူပဲနော်ဒါကြောင့်မင်းရောက်လိုက်အိမ်ဘေးနားမှာနေတဲ့ပြည်သူကိုလည်းဘုရားကပြည်သူလိုပဲသဘောထားတာအဲ့ဒီပြည်သူတွေကို PDF ကပဲဖြစ်တိုင်းသားလက်နက်ကကပဲဖြစ်နိုင်ကြည့်လို့မရဘူးချမ်းဖတ်လို့မရဘူးပြည်သူကိုနိုင်ကြည့်ခဲ့မယ်အချက်ဖတ်ခဲ့မယ်ဆိုရင် PDF ပဲဖြစ်ဖြစ်တိုင်းသားလက်နက်ကကိုပဲဖြစ်ဖြစ်ဘုရားတို့ လုံးဝလုံးဝလက်တင်မခံဘူးဘုံဘုံတို့တော်လန်ခိုင်းတာဒီအာနာရှင်စနစ်ကိုပဲတော်လန်ခိုင်းတာပြည်သူကိုတော်လန်ခိုင်းတာမဟုတ်ဘူးအနာကျင်ခိုင်းတာမဟုတ်ဘူးအာနာရှင်စနစ်တောင်မှဖမ်းမိထားတဲ့တုတ်ပန်းတွေကိုကောက်ကောက်မှုမှုပဲဆက်ဆံကြရတယ်ပေါ့နော်ပြည်သူကိုလက်ဖျားနဲ့ထိဖို့ဆိုတာဝေလာဝေးအဲ့တော့စစ်တပ်ကိုထောက်ခံတဲ့သူတွေကကြတော့ဘလောက်တောင်မှ ဘာရင်စုပ်ပဲ့တယ်လဲအောက်တန်းကြတယ်လဲဆိုရင်သူတို့ပြောနေကြတာနော်မြို့တစ်မြို့ကို PDF တွေကတင်လိုက်ပြီဆိုရင်အဲ့ဒီမြို့မှာရှိတဲ့ဖုန်ကြီးပဲဖြစ်ဖြစ်တိလရှင်ပဲဖြစ်ဖြစ်ပြည်သူပဲဖြစ်အဲ့ဒါတဘုံလို့သူတို့တတ်မှတ်လိုက်တယ်တဘုံလို့တတ်မှတ်လိုက်တယ်ဗျာအခုနောင်ချိုမြို့ကို TLL ကတင်ထားတယ်စစ်တပ်ကနောင်ချိုမြို့ကိုဘုံစစ်တပ်ကနောင်ချိုမြို့ကိုဘုံကျဲတာ ကိုရင်၉ဘာနဲ့ပြည်သူ၅ယောက်တည်သွားတယ်အဲ့ဒါကိုသူတို့ကတဘုံပဲတကယ်ဆိုရင်ဒီအပြစ်မရှိတဲ့ကိုရင်လေးတွေကို PDF ကသွားတိုင်လဲအဲ့ဒီ PDF ကိုဖုံဖုံတို့ကလူသိုးစင်းတွင်းလိုက်ပါပဲတိုင်းသားလက်နက်ကိုင်ကတက်လဲတိုင်းသားလက်နက်ကိုင်ကိုလူသိုးစင်းတွင်းလိုက်ပါပဲတဘုံတို့လက်မခံဘူးလေပြည်သူဒီအာဏာရှင်မဟုတ်ဘူးဟောသူတို့စစ်တပ်ထောက်ခံတဲ့သူတွေကကြတော့ PDF နဲ့တိုင်းသားလက်နက်ကန်တွေတိမ်းထားတဲ့မြို့မှာရှိတဲ့ဖုံကြီးရောတိလရှင်ရောခက်လေးရောပြည်သူရောအကုန်လုံးကိုတပုံလို့တတ်မှတ်တယ်ဗျာ။နောင်ကျုံမြို့တစ်မြို့လုံးကိုဘုံကျဲတဲ့ကုံသွားအေးတာပဲပြားဖြစ်သွားအေးတာပဲမီးလောင်သွားအေးတာပဲမြေကြံရပြီတဲ့အကုံပြောင်းရှင်းတဲ့အကုံတက်တဲ့ဟာစစ်တပ်ထောက်ခံတဲ့သူတွေအဲ့လိုပြောတာနော် ဘလို့အောင်နောက်တိုင်းနဲ့မြဲအဲ့လိုစကားမျိုးပြောထွက်တယ်လေဗျာအခုကအင်္ဂလိပ်နဲ့စစ်ဖြစ်နေတာမဟုတ်ဘူးဂျပန်နဲ့စစ်ဖြစ်နေတာမဟုတ်ဘူးယူရီးယားနဲ့စစ်ဖြစ်နေတာမဟုတ်ဘူးတဖုံမလို့ပြည်သူတွေလေအခုပီရီရဲ့တိုင်းသားလက်နက်ကတွေကိုဖုံဖုံတို့တိုက်ခိုင်းတယ်ဆိုတာမင်းအောင်လိုက်ဥဆောင်တဲ့အာဏာရှင်စနစ်ကိုပဲတိုက်ခိုင်းတာဟာပြည်သူကိုတိုက်ခိုင်းတာမဟုတ်ဘူးပြည်သူကိုအနိုင်ကျင့်ခိုင်းတာမဟုတ်ဘူးပြည်သူကိုအကြမ်းဖက်ခိုင်းတာမဟုတ်ဘူး နော်မင်းအောင်လိုက်ကိုထောက်ခံတဲ့သူတွေကကြတော့အကုန်လုံးကိုတပုံလို့တတ်မှတ်တယ်ဗျာဒါတော်တော်ဝမ်းထက်စရာကောင်းတယ်ဗျာဘလို့အုံနောက်မျိုးတွေနဲ့အဲ့လိုမျိုးဖို့တို့ပြောထွက်တာလဲစဉ်းစားမရအောင်ကိုလူမျိုးချင်းချင်းကိုတိုင်းသားချင်းချင်းကိုနိုင်ငံသားအချင်းချင်းကိုစစ်တပ်ကဘုံကျဲတာကိုသူတို့က အကုန်ပြောင်းရှင်းတဲ့မြေကြံရပြီအဲ့ဒါအကုန်လုံးသဘုံနေတဲ့ဟာတတ်တော်ကိုနောက်တစ်ခုကစစ်ကောင်စီလက်အောက်ကပြည်သူစစ် PNO PIA မှဗိုလ်ကြီးခွန်စော်ရခိုင်မှာတိုက်ပွဲကျသွားတယ်နော်ရခိုင်မှာတိုက်ပွဲကျသွားတယ်အခုရခိုင်မှာတိုက်ပွဲကျသွားတဲ့ PNO ကဗိုလ်ကြီးခွန်စော်ကစီဆိုင်ဖျားဖြူရက်ွက်ကနော်သူကဒရုန်းနီးပညာပိုင်းကိုတာဝန်ယူထားတာပေါ့နော်ဒရုန်းကြွက်ကျင်တဲ့ပညာရှင်ပေါ့ဗျာနော်အခုဗမာစစ်သားတွေနဲ့ပေါက်ပြီးတော့ရခိုင်တိုက်ပွဲမှာတေဆုံးသွားတယ်အဲ့တော့ဒရုန်းနီးပညာရှင်ကြီးတေသွားတာပေါ့နော်ပေါ်သေးသေးတော့မဟုတ်ဘူးပေါ့နော်ဒရုန်းနီးပညာရှင်ကြီးတေသွားတာပေါ့ နောက်တစ်ခုကအေယာဝတီတိုင်းကံကြီးထောက်မှာအခငအခချင်းငွေယူအစာထိုးစစ်မှုထမ်းတတသည့်ဇင်းဘိုးဘူးတိုက်ပွဲမှာသိဆုံးသွားတယ်အခချင်းငွေယူပြီးတော့စစ်မှုထမ်းထားတဲ့တတသည့်ဇင်းဘိုးဘူးတိုက်ပွဲမှာသိဆုံးသွားတယ် အဲ့ဒါစစ်တပ်ကရော်ကြေးမပြေးတဲ့အပြင်ကိုဘာခံစားခွင့်မှမပေးဘူးတဲ့ဗျာ။နောက်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံမွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD ဗိုလ်မှူးချုပ်နိုင်အိုက်ချမ်းနဲ့စစ်ကြောင်းမှုဗိုလ်တောက်ဘယ်အဖွဲ့ကပြစ်တယ်လို့ပြစ်သက်သွားမှမသိဘူးတေဆုံသွားတယ်တဲ့ဗျာ။ဗိုလ်မှူးချုပ် နိုင်အိုက်ချမ်းနေနော်ယာဓုကြီးကြီးပဲဗျာနောက်စစ်ကြောမှုဘူတောက်တယ်နှစ်ယောက်စလုံးပွဲချင်းပြီးသေဆုံးသွားတယ်ဘသူကတက်လို့တက်သွားမှမသိဘူး